အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။ Indonesia အသင်းကအာဆီယံဆုံးကနေကမ္ဘာဖလားချစ်စပွဲအောင်ဖို့အတွက်ဒါသူတို့ရဲ့နီးပြားအဖြစ်ဒါ Patrick Clive ပဲပေါ့လေ။အရင် Barcelona အသင်းရဲ့တိုက်စစ်မှု ISK တိုက်စစ်မှု Netherlands တိုက်စစ်မှုဟောင်း Patrick Clive ကိုသူတို့ရဲ့နီးပြားအဖြစ်ခံခဲ့တယ်။ Clive ကို 2025ခုနှစ်ဇန်နဝါရီလမှာအင်ဒိုနီးရှားဘောလုံးဖွဲ့ချုပ် PSSI ကမြေပြားဖြစ်ခန့်အပ်ပြီးတော့နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့အပိုတနစ်ထပ်တိုးခွင့်နဲ့အတူသူတို့ရဲ့ World Cup Qualify အိမ်မက်တွေကိုအသက်သွင်းပေးဖို့ကြိုးပမ်းတယ်။သူနဲ့အတူအင်ဒိုနီးရှားလေဝင်စင်တသင်းလုံးအတွက်ဒါမြေပြားအဖွဲ့ဝင်ကလည်းနယ်သာလန်ဒါလူမျိုးတွေတော်တော်များများပါဝင်တဲ့မြေပြားအဖွဲ့ဝင်ကိုလုပ်တယ်။ဒါပေမဲ့ဒီ World Cup Qualify ရဲ့ဒီအာရှဆုံးရဲ့ ဒါအဆင့်ပြိုင်ပွဲရဲ့စရုပ်တာအဆင့်ပြိုင်ပွဲမှာအင်ဒိုနီးရှားကဘယ်လိုပြောမလဲဆော်ဒီအာရေဗျာကိုလည်းရှုံးတယ်။နောက်တစ်ဖက်ကအီရတ်ကိုလည်းရှုံးသွားတယ်။အဲ့ဒီနှစ်ပွဲရှုံးလိုက်တဲ့အတွက်ကြောင့်ဒါသူတို့ရဲ့ World Cup Qualifying Campaign အဆုံးသတ်သွားတယ်။ဆိုတော့အင်ဒိုနီးရှားက worker qualifying ရဲ့ဒီပထမအဆင့်တုန်းကတော့တော်တော်လေးတော့ခြေစွမ်းပြခဲ့တယ်ခြေစွမ်းပြခဲ့လို့လေဒီ playoff အဆင့်ကိုရောက်တယ်ကျွန်တော်ပြအာဆီယံအဇုံကနေတောင်းတောင်းဒီအဆင့်ကိုရောက်ဖို့ဆိုတာဘယ်တော့မှမျှော်လင့်လို့မရတဲ့အခြေအနေမျိုးဒါပေမဲ့အင်ဒိုနီးရှားကနယ်သာလန်ကစားမအများစုပါတဲ့ဒါမွေးစားသားအများစုနဲ့သူတို့ worker qualifying ရဲ့တတိယအဆင့်ကြိုပြီးတော့စရုပ်ထအဆင့်ကိုရောက်လာတယ်ဒါပေမဲ့စရုပ်ထအဆင့်ရောက်လာတဲ့အချိန်မှာဒါဘယ်လိုပြောမလဲ၃သိန်းစီခွဲတာဗောလေကာတာနဲ့ဟိုဘက်က UAE ရဲ့ Oman ရဲ့ကတချမ်း တစ်ဖက်ကဆာဒီအာရေဗျာရဲ့အီရတ်ရဲ့အင်ဒိုနီးရှားရဲ့တရှမ်းအရင်တော့ကကျွန်တော်တို့ပြလွန်ခဲ့တဲ့၃လ၅နှစ်တုန်းကကာတာတို့ဆာဒီတို့ UAE တို့အိုမန်တို့ဒါဒီလိုသိနေတယ်ဆိုလက်ကြည့်ကြအောင်မလို့အင်ဒိုနီးရှားနိုင်စရာအကြောင်းကိုမရှိဘူးဒါပေမဲ့ဒီမွေးစားသားတွေနဲ့ပြောင်းလဲလာတဲ့အတွက်အင်ဒိုနီးရှားအသင်းဟာတော်တော်လေးတိုးတက်လာတာမှန်တယ်ဆိုတော့သူတို့ World Cup Qualifying ရဲ့ဒါပွဲစဉ်ပေါ့လေဒါ World Cup Qualifying ရဲ့ပွဲစဉ်တွေအများစုကိုသူတို့ဘယ်လိုပြောမလဲ Playoff အဆင့်ကနောက်ဆုံး ီတိုက်ရအောင်သွားတဲ့အသင်းနှစ်သင်းပြီးတဲ့အချိန်မှာကျန်တဲ့နှစ်သင်းနှစ်သင်းကိုကျွန်တော်တို့ကဒါမဲနိုင်ဒီအုပ်စုပြန်ခွဲတဲ့အချိန်မှာအုပ်စုအိမ်မှာဒါဘယ်လိုပြောမလဲခုနပြောတဲ့ထဲကကာတာရဲ့ UAE ရဲ့အိုမန်ရဲ့ပါတယ်အဲ့နှစ်သင်းအဲ့သုံးသင်းတွေကတသင်းကတိုက်ရချေစပွဲအောင်ပဲအုပ်စုဘီမှာဆော်ဒီအာရေဗျရဲ့အီရတ်ရဲ့အင်ဒိုနီးရှားရဲ့ပါတယ်အဲ့ထဲမှာကာတာကသူတို့အုပ်စုမှာအုပ်စုပထမရသွားတယ်အိုမန်ကိုတေးကြပြီးတော့ဒါကာတာဟာ UAE ကို နှစ်ကိုးတစ်ခုနဲ့နိုင်တယ်အိုက်ပွဲဆိုဘလောက်ဆိုးလဲဆိုရင်ကန်နာကယူအီကွဲမှာကန်အကတာကွဲမှာကန်နဲ့ဖွဲ့ပြီးတဲ့အချိန်မှာယူအီပိတ်တက်တွေကတော်တော်လေးဒေါသထွက်တယ်ဒါပေမဲ့အဲ့ဒါဘာလဲဆိုယူအီပိတ်တက်တွေချာဘလောက်ချမ်းသာလဲဆိုတာကွင်းထဲကိုရံဖြစ်ကြရင်ဒါပြပောက်ကြတဲ့ PC တွေထဲမှာ iPhone 16တွေကားတော်တွေဒါဖနက်တွေအများကြီးပဲဖုန်းတွေကနဲတာမှမဟုတ်တာဒါအကြည့်ရမယ် UI ဘလောက်ချမ်းသာလဲမို့လဲကတ်တာလည်းချမ်းသာတာပဲဒါပေမဲ့သူတို့ပြစ်တာနဲတာမှမဟုတ်တာဒါအကြည့်တို့ဒေါသထွက်တာရော ဒါပြိုင်ဘက်ကာတာဒီပိတ်သက်တရောတော်တော်များများသူရန်ဖြစ်ကြတယ်ဗျာအဲ့ပွဲကတော်တော်လေးဆူဆူဝါပဲအဲ့ဒါကအဲ့ဘက်ကအင်ဒိုနီးရှား sorry ဒီကာတာခြေစပွဲအောင်တယ် UAE ကတော့ play off အဆင့်ပေါ့လေအဲ့ပါအင်ဒိုနီးရှားကပွဲစစ်တစ်ပေါ့လေပွဲစစ်တစ်ကိုဒီ sorry မှာပဲကန်တဲ့ပွဲမှာသူတို့အင်ဒိုနီးရှားက3-2နဲ့ရှုံးသွားတယ်ရှုံးသွားပြီးတော့သူတို့3-2နဲ့ရှုံးပြီးတော့မှာပွဲစဉ်နှစ်မှာသူတို့ Iraq ကိုတကူကူရှိနေထပ်ရှုံးနေဆိုတော့သူတို့နှစ်ပွဲလုံးရှုံးသွားတဲ့ကြောင်း Indonesia ဘောလုံးပွဲချုပ် ကဘာဖြစ်လဲဆိုတော့ Patrick Clive ကိုယာတို့ကထုတ်လိုက်တယ် Patrick Clive ကအခု PSSI ကနေသူ့ကိုခန့်ထားတာကနေ2025 January မှာခန့်ထားတာအခုစုစုပေါင်းမှသူ10လလောက်ပဲရှိသေးတယ်ယာတို့ကထုတ်ပေးခံရပြီးတော့ပြိုင်ဒီပြိုင်ပွဲကလည်းထွက်သွားတယ်ဒါပေမဲ့ကျွန်တော်ကပြောချင်တာဗျာ Indonesia အသင်းကသူတို့က World Cup qualify အောင်ကြတာတော့မှန်တယ်ဒါပေမဲ့ဗျာဒီစစ်နဲ့ဒီစစ်မှာဒီလောက်ပဲရမှာပေါ့ဒါပေမဲ့သူတို့အရင်နီးပြဟောင်းကိုလည်းမထုတ်သင့်ဘူး အရင်နီးပြဟောင်းကတကယ် quality နီးပြဗျာ worker qualify ကိုတော်တော်လေးအခြေအနေကောင်းပြီးတော့မှ patrick clive ပဲရောက်လာတာဗျာဆိုတော့အရင်နီးပြဟောင်းကခက်ခဲတဲ့လမ်းတွေကိုအကုန်ကျော်ဖြတ်လာခဲ့ပြီးမှ indonesia ကအပေါ်ဆင်းရောက်ခံနေကြမှာ clive ကိုခန့်လိုက်တယ်နီးပြဟောင်းကိုထုတ်ပြီးတော့ clive နဲ့ဆက်သွားတယ်ဥပမာ uzbekistan ဆိုရင်သူတို့ကတော့ခြေစပွဲအောင်သွားပြီးပြီ ဒါပေမဲ့သူတို့ကအုပ်စုအဆင့်နဲ့ခြေစပွားအောင်နဲ့ ठी ဖရန်ဆောင်ပေးတဲ့သူတို့ရဲ့နီးပြကိုထုတ်ပြီးတော့ဒါဖာဗီယိုကန်နဘာရိုကိုခန့်ထားတယ်ပုံစံတော့မတူဘူးပေါ့လေဥစဘက်ကစ္စတန်ကတော့ခြေစပွားအောင်ပြီးပြီအင်ဒိုနီးရှားကခြေစပွားအောင်ဖို့အတွက်ရောအ ਨੇ ဆုံးတော့ပလီအိုထီရောက်ဖို့ဆိုပြီးသူတို့မျှော်လင့်ထားတယ်ဆိုတော့ပထမတတိယအဆင့်မှာသူတို့အဆင့်နှစ်တွင်မဝင်ဘူးစတုထအဆင့်မှာလည်းအဆင့်နှစ်တွင်မဝင်တဲ့အတွက်ကြောင့်ပလီအိုဘာကန်ခွင့်မရပဲအဲ့မှာတော့ကာတာနဲ့ဆိုရီယာရီဗီယာခြေစပွားအောင်ပြီးတော့ Patrick Clivert ကိုအင်ဒိုနီးရှားဘောလုံးပွဲချုပ်ကရာဒုကနှုတ်ထွက်လိုက်ဒါထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်